သုံးပါးယရနာကိုးကွယ်ရာတရားဒေသနာတော်ဒီနေ့ညတစ်ပါးတပင်ခန္ဓာကိုရှင်ဘောနသခင်ရှင်တော်မြတ်ဗျာ၏မဟာကရုဏာကုံကိုအယုံမြူငါတိကျဖတ်ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုယေစုပူဇော်ခြင်းဖြင့်စတင်ကြရအောင် ယောကပကောတိဟိပိယပမိယံကာလံကရောတောတိဒုက္ခရာတိခေရံကတောလောကဟိတယာနာထောနမောမာကရုဏိကသတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစိပါလူလာတောင်းတကုန်ပေါင်းခါသဖြင့် နာထမိညာကျင့်ရှင်တော်မြတ်ဖရာသည်ကပ္ပဂေါတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မယံရေတွေတိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားလောက အတိဒုက္ခရဏိယောသအသက်ချက်လေအင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနိဆဉ္ဉ္ကြီးဟုကျက်တိထဝေငါသက်အစုအလုံးခဲရင်တော်ဘုရောဘုကရောတော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုန်အထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရနှလုံးစိတ်ဝံကိုရောဤပင်မှန်ခြင်းတော် ကတဘောဒါနံကျင့်ဖျက်များစွာရောက်တော်မူခဲ့ရှာလိမ့်မည်မဟာကရုဏီကတတ္တဝါများယဝေသားကဲ့သို့တနာချစ်ခင်မာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစေပါလိုလားတောင်းတကုန်မောင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖျားအား 那么有的表表，蒙古里奥维，克罗约州是柯捷的，阿杜贝维努是日曼杜伊巴巴西的的。东巴惹南古维，惹南东巴古。 ကိုယ်ပဲစီကတ်ချင်းကြောင့်ဖြစ်ပေါ်လာတဲ့ကုသိုလ်ကောင်းမှုသည်အလွန်ကြီးမားသောကုသိုလ်ကောင်းမှုလို့ထုဆို။ဘလောက်ထိအောင်ကြီးကျယ်မြင့်မြတ်တယ်လဲ။ကုသိုလ်ဆိုတာအပြည့်ကင်းပြီးတော့ကောင်းကျိုးချမ်းသာဖြစ်စေနိုင်တဲ့တဘာဝတရားကိုကုသိုလ်လို့ခေါ်တာဖြစ်တယ်။ဝိလာမတုတ်တံမှာဒါနကောင်းမှုတွေကို အစင်တိုင်းပေါ်ပြပြီနောက်ဆုံးမှာသာတုတိတတန်ခါအရာလေးမျက်နှာမှာကြွလာမဲ့တန်ခါတော်တွေကိုယေရှုပြီဆောက်လုပ်တဲ့ကြောင်းအလှူဟာအမျက်ဆုံးသောကုသိုလ်ကောင်းမှုဖြစ်တယ်လို့ဟောပြီးတဲ့နောက်မှာမြတ်စွာဘုရားအဲ့ဒီကြောင်းအလှတဲ့မြင့်မြတ်တဲ့ကုသိုလ်ကပါလေလို့ဆိုဟောဒီတရဏဂုံစောင့်တည်တဲ့ကုသိုလ်လို့ပြော အဲ့တော့တရဏဂုံဆုံးတည်ရဲ့အခါမှာတမန်လုံးမအောင်မိနဲ့ကိုယ်အိမ်မှာနေတဲ့အခါပဲဖြစ်စေဘုရားရှိခိုးတဲ့အခါမှာပဲဖြစ်စေအလေးနဲ့ထားပြီးတော့ဘုရားတရဏကိစ္ဆာမိတမန်တရဏကိစ္ဆာမိတန်ခါတရဏကိစ္ဆာမိကိုဆိုမိဖို့ရည်ကြီးတမန်ကုသိုလ်မဟုတ်ဘူးဒီကုသိုလ်ကကျောင်းဆောက်လူတဲ့ကုသိုလ်တဲ့ကြီးမားတယ်ဆိုတာစဉ်းစားကြည့်လေကျောင်းဆောက်လူတဲ့ကုသိုလ် ဝိจิตနာတတ်နိုင်တဲ့လူကတော့အကြောင်းကြီးကြီးဆောက်ကောင်းဆောက်နိုင်တယ်။သို့သောအကြောင်းဆောက်တယ်ဆိုရဲကသေးသည့်ဖြစ်စေကြီးသည့်ဖြစ်စေခဏိခေပါဆိုရင်ကုန်ကြမှုတွေရှိတယ်။အဲ့ဒီလိုကုသမျိုးကိုငွေကြေးတနာမတတ်နိုင်လို့မလုံနိုင်ဘူးဆိုတဲ့ပုံကိုယ်ဝမ်းနေစရာမရှိဘူးကုသရချင်လို့ရှိရင်တရဏဂုံ၃ပါးကိုမျက်မျက်နှိုးနှိုးလေးလေးစားစားနဲ့စောင့်တည်ဖို့လိုအပ်တယ် အဲ့ဒီလိုသရဏဂုံသုံးပါးဆုံးတည်လိုက်တဲ့ကုသိုလ်ကောင်းမှုဟာအင်တာမတ်ကြီးမြတ်တဲ့ကုသိုလ်လို့မြတ်စွာဘုရားကိုယ်တိုင်ကဟောကြားထုတ်ဖော်ထားတာဖြစ်တယ်။အဲ့ဒါကိုမမေ့ချနဲ့ပေါ့နော်။မမေ့နဲ့လို့ဆိုရင်ရိုးရဆိုနေကြမှုဘုဒ္ဓသရဏကိစ္စမိဓမ္မသရဏကိစ္စမိသံဃာသရဏကိစ္စမိဘောဘောတဏ္ဍလေးကိုယ်စိတ်ထဲမှာနှလုံးထားမယ်ဆိုရင်အာမကိုလောက်တဲ့ကုသိုလ်လို့စိတ်ထဲမှာ ဖြစ်နေလို့ရှိရင်ဒီကုသိုလ်ဟာ ကိုယ်အတွက်လေးနဲ့လာမှာမဟုတ်ဘူး။ဒါကြောင့်ကိုလေးနဲ့ဆိုမသားပြီတော့။တရဏဂုံလို့ခေါ်တယ်။ကိုယ်ခွေစိကံတရဏလို့ခေါ်တယ်။ကိုယ်ခွေရယရဏသုံးပါးကိုစိကကိုယ်ခွေပြီဆိုတဲ့အခါအဲ့မတန်လေးနဲ့ထားပြီးတော့ကိုယ့်ရဲ့ဘဝကိုဆုံးထုတ်လိုက်တဲ့သဘောပဲ။ဘုရားတရဏဂိသမီဖျားကိုအသက်နဲ့ အနှံပါတယ်တတ္တဆိုကိုယ်ွက်ပါမယ်လို့ဘုရားကိုကိုယ်ဘဝကိုအနှံပါတယ်ဆိုတဲ့ကိုယ်ဘဝကိုဆွတ်လွတ်ပြီးတော့ရသော်ဘုရားအဆုံးအတိုင်းနေမယ်ဆိုတဲ့ကိုယ့်ရဲ့အသက်ကိုဆွတ်လွတ်ပြီးစိတ်ကတဲ့ကုသိုလ်မျိုးဖြစ်သွားကြယရဏသုံးပါးကိုကိုယ်ဝဲစိက္ကချင်းလို့ဆိုရဲကုသကောင်းအလွန်ကြီးပါတဲ့ကုသိုလ်သူတို့ဆိုရဲမြတ်စွာဘုရားကိုယ်တိုင်က ရေကေစိဗုဒ္ဓံတရဏံကတာတိထတေကမိတ္တန္တိပါယပုေဖယားကိုကိုကိုရအမှတ်ဖြင့်စိကတ်ကိုဖွယ်တဲ့ပုဂ္ဂိုလ်တွေဟာအပေဘုံကိုမရောက်နိုင်ဘူးလို့သူတို့ခေါ်တာเนาะအဲ့တော့လေးနဲ့ထားဖို့တော့လိုအပ်တယ်ပေါ့တမန်လုံးနေကြောင်းကိုလုံးလိုက်တယ်ဆိုရင်ဟောမြတ်တဲ့ကုသိုလ်ဖြစ်ချင်မှဖြစ်ဆိုးဆိုစေဆိုလိုက်တာမျိုးမဖြစ်စေဘူး ဒါမို့ကိုဘွားကိုယုံကြည်လေးမြတ်စွာကိုဘွားကိုအနှံပြီးတော့ဘုရားသီတာလည်းငါရဲ့ကိုဘွားဖြစ်တယ်။ဘုဒ္ဓမေတ္တရဏအဉ္ဉဏ္ဏတိဘုရားမှာတပါးကကိုဘွားမရှိဘူးဘုရားသီတာလည်းကိုဘွားဖြစ်တယ်။ဒီလိုစိတ်တတ်တယ်မှာဆုံးဆုံးဖြတ်ဖြတ်ယုံကြည်တဲ့သရဌတ်နဲ့ကိုဘွားစိတ်ကပ်ဖို့လိုအပ်တယ်ပေါ့။တမန်အမတ်တမဲဆိုနေကြဆိုလိုက်တယ်ဆိုလို့ရှိရင်တော့ကြည်အကျိုးသက်ရောက်မှုဆိုတာ ဖြစ်နိုင်မှာဘာလို့လဲတော့ဆိုရင်အလုံးလုံးစိတ်ပေါ်မှာကိုတည်တာမြတ်စွာဘုရားဟောကြားဆုံးမတဲ့တယ်မှာကြည့်ပဲစေကုသိုလ်ပဲဖြစ်ဖြစ်အဟုသို့ပဲဖြစ်ဖြစ်စိတ်နေသဘောထားပေါ်မှာကိုတည်တယ်ဆိုတာအလုံးထင်ရှားဒါကြောင့်လေးလေးနက်နက်ကိုယ်ဝယ်စိတ်ကမဲ့ဆိုရင်ရေကိစိဗုဒ္ဓံသရဏံမြည်သူမဆိုရေကိစိဆိုဘယ်သူမဆို ဗုဒ္ဓံသရဏံကတာတိမြတ်စွာဘုရားကိုကိုယ်ပဲအားထားရအဖြစ်စိတ်ကတ်တဲ့ဆိုရင်ဓာတ်တေကမိတ္တန်ဒီပါရဖို့မင်းအဲ့ဒီပုဂ္ဂိုလ်တွေကဘယ်တော့မှပြေးမရောက်ဘူးမြတ်စွာဘုရားမဟာယမနုတန်ဒေဟံလူဘဝဆုံးသက်သွားတဲ့အခါမှာတဲ့ဒေဝကာယံပြိပုရိတန်ဒီနတ်ပြည်နတ်နတ်ဘုံကိုရောက်ရှိနိုင်တယ်ဟုတ်တယ်တိတိကျကျဟောထားတယ်ဆုံး ဒီဝေရေကေစိတ္တမန္တရဏံကတာတိနတ္တိကမိတ္တန္တိပါယဓမ္မကိုကိုယ်ကိုယ်ရာစိတ်ကတဲ့ဤသူမဆိုပုဂ္ဂိုလ်တွေဟာအဘယ်ဘုံမမြောက်ဘူးတဲ့ပါဟယမနုတန်ဒေတံဒေဟံလူဘဝဆွံ့ရတဲ့အခါဒေဝကာယပရိပူရိတန်တိနတ်ပြည်ကိုယ်တိုင်နတ်ဝိယဖြစ်တင်းသွားမှာဖြစ်တယ်ဆိုလို့ ေကေစိတ်တန်ကံတရဏကတာတိနတ်တိကပိတန်တိပါရပုံတန်ခါကိုစိက္ခကိုွယ်သူမြည်သူမစုအပေဘုံမရောက်ဘူးလူဘဝဆုံးပါပြီနတ်ပြည်ကိုရောက်သွားမယ်လို့ရသော်ဗျာဒီလိုတိတိကျကျရောက်နိုင်တယ်လို့ဟောတာတောင်မဟုတ်ဘူးရောက်မယ်လို့ခေါ်နေတယ်ဒါကြောင့်မလို့ကျောင်းဆောင်လူတဲ့ကုသိုလ်တဲ့ကြီးမားတဲ့တရဏဂုံကုသိုလ်ရအောင်ကြိုးစားအထောက်ချကြိုးစား ဘာမှလည်းအကုန်ကြမရှိဘူးသို့တော့စိတ်ကိုတေချာနှမြုပ်ပြီးတော့ကလေးအလေးလေးနဲ့နဲ့ဆိုလို့တော့လိုအပ်တယ်ပေါ့အလေးနဲ့ဆိုလို့လိုအပ်တယ်အဲ့ဒီလိုအလေးနဲ့ဘုရားတရားတန်ခါယရဏသုံးပါးကိုတရဏဆိုလို့ကိုယ်ကိုယ်အထားရအဖြစ်စိတ်ကကြရဲအဲ့ဒီမှာတရဏဆိုတာတရဏဆိုတာရဲ့ တရဏခမဏဆိုတာညမလို့ဆိုရင်တရဏကတခုတရဏဂုံကတခုနှစ်ခုခွဲပြီးတော့ပတ်ထားတယ်တရဏဆိုတာအတိတ်ကကဘာလို့ဆိုဆင်းရဲဒုက္ခတွေကိုဖယ်ရှားပစ်နိုင်သောယရဏသုံးပါးလို့အဓိပ္ပာယ်ရတယ်တရဝရရဲ့တဏ္ဍာမှာကြာရောက်ဖြစ်ပေါ်လာနိုင်တဲ့ဆင်းရဲဒုက္ခကို ဖယ်ရှားပြစ်နိုင်သောယရဏသုံးပါအဲ့ဒါတရဏပဲအဲ့တော့ကိုးကြတယ်ဆိုတာလောကမှာဒုရီယာကိုးကြတယ်